ီနေ့တော့အမေရိကန်မှာလက်ရှိ ဖြစ်ပေါ်နေတဲ့အခြေအနေကိုတင်ဆက်ပေးလိုပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာကယ်လီဖိုးနီးယားအမျိုးသားအစောက်တပ်ကိုတရားဝင်ထိန်းချုပ်ထားလိုက်ပြီးတော့ယနေ့ညမှာလော့အင်ဂျလိစ်လမ်းများပေါ်မှာတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ဖြန့်ကျက်ချထားမှာဖြစ်ကြောင်းအုတ်ချုပ်ရင်းမှု New Sam ကပြောကြားခဲ့ရသိရပါတယ်။သမ္မတဒေါ်နယ်ထရန့်ဟာဒီဖြန့်ကျက်မှုကိုတိုက်တဲ့ ထန်းပုံမှ114 36ကိုအသုံးပြုပြီးတော့ဆောင်ရွက်ခဲ့တာဖြစ်ပြီးတော့ဒါဖရယ်အစိုးရအနေနဲ့ပြည်နယ်အမျိုးသားအစောင့်တပ်ကိုထိန်းချုပ်ပြီးဖြန့်ကျက်ခွင့်ပေးထားတဲ့ဥပဒေတစ်ခုပါပဲဒါပေမဲ့ဒီလုံးဆောင်မှုဟာပြည်နယ်အုပ်ချုပ်ရေးမှုရဲ့သဘော တူညီချက်မပါဘဲဆောင်ရွက်တာဖြစ်လို့အငင်းပွားစရာ ဖြစ်နေပါလေဥပဒေရပြည်နယ်အမျိုးသားအစောင့်တပ်ကိုဖရယ်အစိုးရအနေနဲ့ ထိန်းချုပ်ဖို့ဆိုရင်ပြည်နယ်အုပ်ချုပ်ရေးမှုရဲ့အမိန့်ပေးချက်ကိုအမိန့်ပေးချက်လိုအပ်တယ်လို့ဖော်ပြထားပေမဲ့ဒီကိစ္စမှာတော့ထရန့်ဟာဒီလိုလှုပ်ဆောင်ချက်မျိုးကိုကြော်လွှားခဲ့ပါတယ်။ဒါ့အပြင်အချို့သတင်းဖော်ပြချက်တွေမှာ Insurrection Act ကိုအသုံးပြုဖို့ထရန့်အစိုးရဘက်ကစဉ်းစားခဲ့တယ်လို့ဖော်ပြထားပေမဲ့လက်ရှိမှာတော့ဒီဥပဒေကိုအသုံးမပြုဘဲတိုက်တဲတန်းကိုသာအားကိုးခဲ့တယ်လို့သိရပါတယ်။ Insurrection Act ဟာတမရအနေနဲ့ပြည်တွင်းမှာစစ်တပ်ဖြန့်ကျက်ပြီးပုံကံမှုတွေကိုထိန်းချုပ်ခွင့်ပေးထားတဲ့ဥပဒေတစ်ခုဖြစ်ပြီး1992ခုနှစ် Los Angeles မြို့မှာ Rodney King အမှုနဲ့ဆက်နွယ်တဲ့စူပူမှုတွေအတွင်းအသုံးပြုခဲ့မှုပါလေဒီဖြစ်ရပ်တွေတစတစကျေပြန့်လာရတာဟာ2025ခုနှစ်ဇွန်လ9ရက်နေ့မှာ လော့စ်အိန်ဂျလိမြို့မှာဖြစ်ပွားခဲ့တဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဆန္ဒပြပွဲတွေနဲ့ဆက်နွယ်နေပါတယ်။အမေရိကန်လူဝင်မှုကြီးကြပ်ရေးနဲ့အောက်ခွန်ဌာန ICE လို့ခေါ်တဲ့ ICE ကလော့စ်အိန်ဂျလိမြို့အတွင်းရှိလုပ်ငန်းခွင်တွေမှာတရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကိုဖမ်းဆီးစီးနှင်မှုတွေပြုလုပ်ခဲ့ပါတယ်။နောက်ဆက်တွဲအနေနဲ့လော့စ်အိန်ဂျလိရာဇဝတ်မှုဆိုင်ရာ တရားမဝင်ရွှေပြောင်းအခြေချသူ ထိန်းသိမ်းရေးစခန်းကိုဝင်ရောက်စီးနှင်းခဲ့ကြကြောင်းသိရပါတယ်ဒီရက်ကတော့အဆိုပါအဆောက်အုံများမှ လူသက်သမားများ အကျန်းဖတ်သမားများနဲ့ MS 13အဖွဲ့ဝင်များထိန်းသိမ်းထားရှိကြောင်းအတည်ပြုထားခဲ့ပါတယ်ဒီလှုပ်ဆောင်မှုတွေကိုစန့်ကျင်တဲ့အနေနဲ့ဆန္ဒပြသူတွေကလမ်းပေါ်ထွက်လာပြီးဆန္ဒပြမှုတွေပြုလုပ်ခဲ့ပါတယ်အချို့နေရာတွေမှာတော့ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေအကြပြိပခါတွေဖြစ်ပွားခဲ့ပါတယ်ဆန္ဒပြပွဲတွေအတွင်းကာမီရှူတာရဲတပ်ဖွဲ့ပေါ်အကြမ်းဖက်တိုက်ခိုက်တာနဲ့မိလောင်ဘုံပစ်ဖောက်တာတွေလည်းဖြစ်ပေါ်ခဲ့တယ်လို့သတင်းပေါ်ပြချက်တွေကသိရပါတယ်